ဘာသာရေးပြည်ပခတ်တွေကိုကြည်လိုက်တဲ့အခါကြာလို့ရှိရင်ဘာသာရေးညင်းခုန်နေတာတွေရံဖြစ်နေတာတွေတော်တော်များများကဘာသာရေးရဲ့ကြီးကျုံနေဖြစ်တယ်ဘာသာရေးရဲ့ကြီးကျုံနေဖြစ်တဲ့အခါကျရင်တို့ကဘာသာတရားပေါ်မှာတို့ဘဝတွေကိုပုံအပ်ထားတာများတယ်အဲ့ဒါဘာသာရေးရဲ့ကျုံနေပါပဲဘာသာတရားဆိုတာတော့တကယ်တော့ယဉ်ကျေးမှုတွေအစုံမအနေနဲ့ဖွဲ့စည်းထားတာအစုံမဆိုတာကတော့လူမျိုးတစ်မျိုးဇယိုက်တစ်ခုနဲ့တူချင်မှတူမယ်လက်အုပ်ချီတာတောင်တူချင်မှတူလားအဲ့ဒါတွေကအစုံမတွေယဉ်ကျေးမှုတွေဒါကဘာသာတရားရဲ့အကျုံးဝင်တဲ့အရာတွေအစုံမနဲ့ယဉ်ကျေးမှုနဲ့ တို့တယ်လို့လုံးနဲ့မတူတချို့တွေကဓာတ်တွေကိုအဆုံးမတွေလို့ထင်ချီဘလို့ပါရတယ်သေးဘလို့ပေါက်ရတယ်ဇရွေးဘလို့ထူးရတယ်နှက်ချီဘလို့ညှိရတယ်ဟာလာဘလို့ထိုင်ရတယ်ဘလို့ထားရတယ်ဆိုတာတွေယဉ်ကျေးမှုတွေအဲ့ဒါတွေကတာသနာဆိုတဲ့အဆုံးမမှာမပါဘူးတာသနာဆိုတာကဘာသာတရားတိုင်းမှာဆုံးမတဲ့အဆုံးမကဓာတ်တွေကိုပဲဆုံးမတယ်ကျန်တာကိုမဆုံးမဘူးကျန်တာဒီအလုံးကဘာသာတရားတွေမှာဟာဘလို့နေရတယ်ဘလို့ထိုင်ရတယ်အဝတ်အစားဘလို့ဝင်ရတယ်ဟာလာ ခေါင်းဘူးကဘလို့ခြုံရတယ်အယဟန်နေမှာဆိုရင်လည်းဟာလာလက်ကတော့ဘလို့ထိုးရတယ်ဟာဘလို့သင်ငန်းခြုံရတယ်ဆိုအဲ့ဒါယဉ်ကျေးမှုကြီးအဲ့ဒါကယဉ်ကျေးမှုမြင်မရင်မြင်မသလိုလူချစ်လူကင်ပေါများတယ်လက်လာပါပေါများတယ်အဲလူကြီးညိုတယ်ပေါ့ဒါကယဉ်ကျေးမှုကြီးအဆုံးမမဟုတ်ဘူးအဆုံးမသာသနာမဟုတ်ဘူးအဲ့တော့လက်ရှိဘာသာရေးအငင်းခုန်လုပ်တဲ့လူတွေတော်တော်များများကယဉ်ကျေးမှုရဲ့အဆုံးမရဲ့ကို နားမလည်လို့ပြဿနာတက်တယ်။ယဟန်မှာလည်းယဟန်ယဉ်ကျေးမှုရှိတယ်၊မုစလင်မှာလည်းမုစလင်ယဉ်ကျေးမှုရှိတယ်၊ခရစ်ယာန်မှာလည်းခရစ်ယာန်ယဉ်ကျေးမှုရှိတယ်။ဒါတွေအားလုံးဒီယဉ်ကျေးမှုတွေဖြစ်တယ်။အဆုံးမဆိုရင်ဘာကိုပဲဆုံးမလဲလို့မြင်လို့ဓာတ်ကိုပဲဆုံးမတယ်။ဘာသာအားလုံးမှာအညံ့ဓာတ်ကိုဆုံးမတယ်။သူတို့ဘာသာအတတ်မတတ်နဲ့သူတို့ဘာသာဥစ္စာပစ္စည်းမခိုးနဲ့သူတို့ဘာသာမရမကျူးလွန်နဲ့ဟာလားအဲ့ဒီပုံမှာပဲမလိန်နဲ့ ဒါတွေကိုပဲဒီက၅ပါးသီလအပေါ်မှာမသေးသေးရဲ့မတော့နဲ့၅ပါးသီလအပေါ်မှာပဲအခြေခံပြီးတော့ကျူးဆုံးမတဲ့အဆုံးမတွေပဲအဲ့ဒီအဆုံးမတွေကိုဆုံးမခြင်းဒီအညတ်တက်တွေကိုဆုံးမတာဒီအညတ်တက်ကိုလူမှန်လို့ရှင်လိုက်နာတယ်ဘယ်ပါသားဝင်မဆိုလိုက်နာတယ်မလိုက်နိုင်ဘယ်ရောက်မလဲအပယ်ကြမယ်အဲတိလိစံပိတ်တာဆိုတဲ့ဘဝတွေရမယ်သူတို့ကဖန်ဆင်းရှင်ရှိတဲ့ပုံကိုယ်တွေကဖန်ဆင်းရှင်ကငရဲပုံကိုပြစ်ချမယ်ဒီလောက်ပဲအဲဗုဒ္ဓဘာသာဘက်ကကြည့်မယ်ဆိုရင်အညတ်တက်ကိုလှုပ်တဲ့လူဟာအပယ်ကြမယ်အလယ်လက်တက်ကိုဆုံးမတယ် အလေလက်တက်ကိုဆုံးမတယ်ဆိုတာကတော့မခိုးနဲ့ဆိုတဲ့နေရာမှာမင်းမှရှိတာဒီမျှဝေပါမင်းနဲ့ချမ်းသာတဲ့လူတွေတီလာတမာရီမြင့်မြတ်တဲ့လူတွေမင်းနဲ့ယုံညံတဲ့လူတွေဆင်းရဲနွမ်းပါတဲ့လူတွေနဲ့မင်းရှာထားတာကိုမျှဝေစားတောက်ပါအဲ့ဒါကအလေလက်တက်ကိုဆုံးမတာဟုတ်လားသူများကတွေပညာရာကြောင်းနေမင်းလှုပ်ပါ သူများကတွေဥစ္စာရာကြောင်းနေမင်းပြောပါအဲ့ဒါအလေလက်တက်ကိုဆုံးမတာအမြင့်တက်အမြင့်တက်ကြတော့ဟိန်းလူတပါတာပဲရလိမ့်မယ်ဂျန်နဲ့ပါတာနေမှာတော့မရနိုင်ဘူးဘာဖြစ်လို့လဲလို့မေးလို့ရှိရင် အမြင့်တက်ကဇန်အဆင့်ထိအာထုတ်ရတာဖြစ်ခြင်းကြောင့်အဲ့ဒီဇန်ဒီအာထုတ်တာကဟိန္ဒူမှာပဲရှိတယ်ဂျန်တဲ့ဘာသာတွေမှာမတွေ့ရဘူးဇန်ကိုမရနိုင်တာဥပမာမေတ္တာထားမယ်မေတ္တာထားမှဆိုရင်မာတာထရီဇာတို့ပါလို့ဆိုအလွန်တမာမေတ္တာအားကောင်းတယ်မေတ္တာအားကောင်းတဲ့အတွက်ဗိမာပြီးတော့ရောက်နိုင်တယ်ဒါပေမဲ့ဇန်မေတ္တာကဇန်ဖြစ်မလာဘူးအဲ့ဒီတော့အမြင့်တက်ကိုအမြင့်ဆုံးသူလိုမဆုံးမနဲ့အမြင့်တက်ရဲ့အောက်ဆုံးလောက်တော့ဆုံးမလို့ရတယ်။ဒါကအဲမေတ္တာတုတ်တုတ်လောက်နားလည်ရင်ကိုရတယ်။မာတာယထာနိယံပုဒ်တော်မာရုတာဧကပုဒ်တော်မနုဒခေဆို ်မြတ်စွာဘုရားကဘယ်လောက်ထိဆုံးမလဲဆိုတော့တတဝအများပေါ်မှာတယောက်တည်းမွေးထားတဲ့တားတဲ့မိခင်ရဲ့မေတ္တာမျိုးထားရမယ်အားလုံးကိုတယောက်တည်းမွေးထားတဲ့တားတဲ့မိခင်ဆိုရင်သူ့သားလေးမှသူ့သားလေးအဲ့ဒီပုံမှာရင်ကို6ရောက်နဲ့ကန်ကန်ဟလာနားတွေဆွဲဆွဲပါးတွေကြိုက်ကြိုက်သူ့သားလေးကိုမစွန့်လွတ်ရဘူးမေတ္တာတရားကပြတ်မသွားဘူးအဲ့ဒီလိုမေတ္တာမျိုးထားဖို့ဆိုတာကတော့ခုနမာသာထူထူစာလို့လူမျိုးတွေတယောက်တစ်စားနှစ်ယောက်စားတော့ပဲရနိုင်မယ် ဇန်အဆင့်ကိုအားထုတ်ထားတဲ့လူကြတော့သူ့ကိုဇရွေးနဲ့ထွေထွေဒုံးနဲ့ရိုက်ရိုက်လူတက်ချင်တယ်လို့တက်အဲ့ဒီလူပေါ်မှာမေတ္တာတရားပြတ်မသွားဘူးအဲ့ဒါကဇန်အဆင့်အားထုတ်ထားတဲ့ပုံပုံလေးနော်အဲ့ဒါကတော့ဟိန္ဒူဘာသာမှာပဲတွေ့နိုင်တယ်ခြားဘာသာမှာမတွေ့နိုင်ဘူးအဲ့တော့ဒီဓာတ်တွေကိုပဲစုံပါတယ်ဗုဒ္ဓဘာသာမှာကြတော့အဲ့ဒီဓာတ်တွေအလုံးကိုဖြတ်စည်းပြစ်လိုက်တာအဲ့ဒီဓာတ်တွေအလုံးကိုဖြတ်စည်းပြီးတော့ခန္ဓာတွေအလုံးကိုယုတ်သိမ့်ပြလိုက်တာအဲ့တော့တချို့ဘာသာတွေကပြောတယ်ဗုဒ္ဓဘာသာရဲ့စကားလောကီနဲ့လောကုတ္တရာဆိုပြီးယူသုံးတယ်လောကီဆိုတာက အာယုံ၅ပါးရှိတယ်အာယုံခံအာယုံ၆ပါးရှိတယ်အဲ့ဒီအာယုံ၆ပါးကိုသိနိုင်တဲ့အာယုံခံ၆ပါးရှိတယ်မိမိခန္ဓာကိုယ်မှာမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာအာယုံ၆ပါးဖြစ်ပြီးတော့အစင်အတအနံ့ရတာအတွေ့အထိအတွေ့အစီဆိုတာကအဲ့ဒါဒီလောကဖြစ်တယ်နှစ်ခုသလုံးကလောကဖြစ်တယ်အာယုံ၆ပါးရှိတယ်အာယုံခံ၆ပါးရှိတယ်ဒါပဲဒီချက်ပေါ်ဘာမှမရှိဘူးအဲ့တော့အဲ့ဒီဓာတ်တွေကိုဖျက်ဆီးပြီးတော့အဲ့ဒီဓာတ်တွေမရှိရချုပ်ငိမ့်ရနိဗ္ဗာန်ဆိုတာဒီလောကုတ္တရာဖြစ်တယ် အဲ့ဒါဒီဗုဒ္ဓဘာသာမှာပဲရှိတယ်အခြားဘာသာတွေမှာမရှိဘူးမရှိတဲ့အတွက်တချို့တွေကလောကုတ္တရာလောကုတ္တရာနဲ့ဇကားကိုယူသုံးမိမယ်အဲ့ဒီနေရာကိုမရောက်ဘူးနိဗ္ဗာန်ဒီအခုနအာယုံ6ပါးလည်းမရှိသူအာယုံငန်း6ပါးလည်းမရှိဘူးအဲ့ဒါဒီနိဗ္ဗာန်ဖြစ်တယ်အဲ့ဒီလိုအဆုံးမမျိုးတွေကမြတ်စွာဘုရားလွှဲပြီးတော့မဆုံးမနိုင်ဘူးမဆုံးမနိုင်တာဖြစ်ကြောင်းနိဗ္ဗာန်လမ်းကိုဖော်ဆောင်သူဖြစ်တဲ့အတွက်မြတ်စွာဘုရားဒီမဂ္ဂညုပုဂ္ဂိုလ်ဖြစ်တယ်မလမ်းကိုဖော်ဆောင်ပေးတယ်မြတ်စွာဘုရားကစတင်ပြီးတော့ဖော်ဆောင်တည်ထွင်သူဖြစ်တယ် ဲ့တော့တချို့တွေကမြတ်စွာဘုရားကလမ်းပြသူပါလမ်းပြသူပါလို့ပြောလို့ရှင်အဲ့ဒီလူတွေကမြတ်စွာဘုရားသာသနာမှာထောက်တည်ရမှရှိပဲနဲ့မြတ်စွာဘုရားတရားကိုလုံးလုံးနားမလဲတဲ့လူတွေအဲ့ဒီလူတွေအဲ့ဒီအယူဝါဒကိုမစုံမချင်းဘယ်တော့မှဘုရားတရားကိုတည်ရိုးထုံးစံမရှိဘူးမြတ်စွာဘုရားကိုလမ်းပြသူလို့ပြောလို့ရှင်အဲ့ဒီလူတွေတရားမရှိတဲ့လူတွေလို့မှတ်ထားပြီဟုတ်ပြီလားဘာကြောင့်လဲဆိုမြတ်စွာဘုရားကဥပမာပြီးပြောတိုင်းမှာဥပမာပြီးတာကမြတ်စွာဘုရားကဒါပါလို့ပြောခြင်းသည်အလုံးမတန်သေးသိဉာဏ်ဖြင့်အသိဉာဏ်ရှိလို့အဲ့လိုစကားမျိုးပြောတာမြတ်စွာဘုရားက ူလပဏ္ဍတပါဠိဘုဝမိကတုံမှာခေါ်ထားတာရှိတယ်။နတ်တပါးကယဟန်တပါးကိုလာပြီးပြောတယ်။ယဟန်မြတ်စွာဘုရားကိုသွားမေးကြီး။ပုံနာဆိုတာဘာလဲ၊ပညာရှိဆိုတာဘာလဲ၊ဓာဆိုတာဘာလဲ၊လှမ်းဆိုတာဘာလဲ၊လမ်းနှခွားဆိုတာဘာလဲအဲ့လိုအမေးမျိုးမေးခွန်းပုဆာတခုမြတ်စွာဘုရားကိုသွားမေးခိုင်းတယ်။မေးတဲ့အခါမှာလိတ်ဆိုတာကဘာ၊လမ်းနှခွားဆိုတာကဘာ၊ဓာလမ်းနှမ်းဆိုတာဘာမြတ်စွာဘုရားကအကုန်လုံးဖြေရှင်းတယ်။နောက်ဆုံးအပိတ်မှာကြတော့ငကားဆိုတာယဟန်နာတဲ့။အဲ့တော့ငကားဆိုတာယဟန်နာဆိုတော့ ယဟန်နာတွေအားလုံးဒီနဂါးတွေဖြစ်တယ်လို့ယူလို့ရှိရင်မှန်သလားမှားသလားကိုယ့်ဘက်ကိုစဉ်းစားမြတ်စွာဘုရားကဒါတုတ်တန်တစ်ခုကိုနမူနာအနေနဲ့ထုတ်ပြတယ်မြတ်စွာဘုရားကဘသူကပြောလိုက်ပြောလိုက်ပြောလိုက်တဲ့အပေါ်မှာအခြေခံပြီးတော့အဲ့ဒီသဘောတရားတိုင်းပင်ပြန်ပြီးဟောပြလေးရှိတယ်ဥပမာဆိုတာကသဘောတရားကိုယူရတယ်ဒီသဘောတရားကဘာရှိတယ်ဆိုတဲ့သဘောတရားရဲ့အဓိပ္ပာယ်ကိုယူရတယ်အဲ့ဒီလိုမယူဘဲနဲ့တဲ့တဲ့ကောက်ယူတယ်ဆိုအဲ့ဒီလူတွေကဉာဏ်ပညာမရှိလို့ဉာဏ်ပညာမရှိရင်မြတ်စွာဘုရားရဲ့သာသနာမှာထောက်တည်ရလုံးလုံးမရှိဘူးဟုတ်ပြီလား ရသော်ဘုရားသည်ဒီမလန်းကြီးကိုပေါ်ဆောင်တဲ့ပုံကိုဖြစ်တယ်။မရှိသေးတဲ့လမ်းကိုပစ္စေကဗုဒ္ဓတွေကဒီတောကျုံအုံညာတွေဖြတ်ပြီးတစ်ဖက်မှာရှိနေတဲ့နိဗ္ဗာန်ကိုသွားနိုင်တယ်။ဒါပေမဲ့ तू လမ်းမဖောက်ခဲ့ဘူး။နောက်ကလူလိုက်လိုက်သွားလို့မရအောင်။သူ့ဘသူတော့သွားပြီးရောက်သွားတယ်။ရသော်ဘုရားကတော့အဲ့တောကျုံတွေကိုရှင်းပြီးလမ်းကိုဖောက်ခဲ့ဖောက်ခဲ့တာ။တချို့ကလမ်းဟောင်းကြီးကိုဖောက်ခဲ့လမ်းဟောင်းမဟုတ်ဘူး။အဲ့ဒါလမ်းတင်ဖောက်လို့ခဲ့တာ။တချို့တွေကလာပြောတယ်လမ်းလမ်းဟောင်းဖောက်တာ။အဲ့ဒါလမ်းဟောင်းဖောက်တာမဟုတ်ဘူးလမ်းတင်ကိုဖောက်ခဲ့တာ။ ်မြတ်စွာဘုရားသည်လမ်းဖောက်သူဖြစ်တယ်လမ်းဖောက်သူဖြစ်တဲ့လမ်း၌ကျွန်းကျွမ်းကျင်လိမ်ပါတယ်ကျွမ်းကျင်လိမ်ပါကြဖြစ်ခြင်းကြောင့်ဘ누구ဘယ်နေရာကနေဘလို့ပို့ပါပို့ရမယ်ဆိုတာကိုသိတယ်ဒါကြောင့်မြတ်စွာဘုရားသည်အတုံးမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တာဟုတ်ပြီလားလမ်းပြသူလို့တော်တော်လိုက်မုတ်ဆိုးလို့လို့ guide guide လို့လို့ပြောတဲ့ကောင်တွေအကုန်လုံးဒီမြတ်စွာဘုရားသာသနာမှာတရားကိုလုံးလုံးနားမလဲတဲ့လူတွေနော်မြတ်စွာဘုရားတာသနာရဲ့အထူးပုဂ္ဂိုလ်ဖြစ်တဲ့တောတာပန်အနှိမ်ဆုံးပုဂ္ဂိုလ်အညာဆုံးတောတာပန်သည် မြတ်စွာဘုရားတာသနာမှာပဲရှိတယ်မြတ်စွာဘုရားရဲ့မဂ္ဂင်၈ပါးတာသနာမှာပဲရှိတယ်ကျန်တဲ့တာသနာမှာမရှိနဲ့အဲ့တော့မြတ်စွာဘုရားတာသနာမှာခန္ဓာအာယတနာဓာတ်တစ္ဆာပရိစ္ဆာသမုပ္ပါဒ်နဲ့ပဲဟောလို့ရတယ်ကျန်တာနဲ့ဟောလို့မရအောင်ကျန်တဲ့နီးတဲ့ဟောပြီဆိုကိုနီးကိုဝင်နဲ့ဟောတယ်ကိုတရားတွေကြီးပဲဖြစ်တယ်မြတ်စွာဘုရားတရားတွေမဖြစ်ဘူးယနေ့ဆိုရင်ဓာတ်နဲ့ဟောပြတဲ့ပုံကိုယ်တော်မှမရှိသလောက်ရှားသွားပြီမြတ်စွာဘုရားကဓာတ်ဒီနဲ့ခွဲပြီးပြောပြဒီခန္ဓာကိုယ်ကြီးကိုဓာတ်နဲ့ခွဲမယ်ဆိုရင်ဓာတ်၆ပါးရှိတယ်ပထဝီတေဇောအာဘောဝါယောအာကာသဝိညာဏဆိုပြီးတော့ဓာတ်၆ပါးနဲ့ဟောပြတယ် အဲ့တော့လောကကြီးကိုခေါ်တဲ့အခါမှာဒီသဘောတရားတွေနေပဲခေါ်ပြလေးရှိတယ်မြတ်စွာဘုရားကခန္ဓာနဲ့ဟောမယ်ဆိုရင်လည်းခန္ဓာ၅ပါးအနေနဲ့ဟောကြခေါ်ပြတယ်အဲ့ဒီခန္ဓာ၅ပါးကို၅ဆိုတဲ့အကောင်တတဝါအကောင်ဖြစ်ကနေအစွဲပြုတ်ရတယ်အဲ့ဒါကခန္ဓာဝကတန်ယုံပါဠိလီယာတုံးမှာတော်တော်ရှင်းတယ်အဲ့တော့ရုပ်ကိုလည်းငါလုံးမရှိဘူးတဲ့ဝေဒနာကိုလည်းငါလုံးမရှိဘူးတညာကိုလည်းငါလုံးမရှိဘူးသင်္ခါရကိုလည်းငါလုံးမရှိဘူးဝင် ဝိညာဏကိုလည်းငါလို့မရှိဘူးဆိုတော့ခန္ဓာငါးပွားပုံမှာငါလို့တော့မရှိဘူးနဲ့ဒါပေမဲ့ तू ကဘလို့ရှုလိုက်ဆိုတော့ထိုးငါသည်အတ္တဖြစ်တယ်လောကဖြစ်တယ်ဆိုရင် तू ကရှုတယ်ငါဆိုတဲ့အကောင်လေးကဒီခန္ဓာကိုယ်နဲ့မဟုတ်ဖ ೇನೆ နောက်ထပ်အကောင်လေးတကောင်တတ်တတ်ရှိတယ်ဆိုပြီးရှုတယ်အဲ့ဒါဆိုရင်လည်းတက္ကရာဒိဋ္ဌိပဲတဲ့နောက်တစ်ယောက်ကြတော့အဲ့လိုမျိုးမရှိဘူးအဲ့ဒီဟာတွေကိုမရှုဘဲနဲ့ तू ကအတွေးနဲ့ကြံစီလိုက်တာ ငါဆိုတာမရှိပါတော့ငါဥစ္စာလည်းမရှိတော့ဘူးငါဥစ္စာမရှိရင်ငါဆိုတာဘယ်လိုလုပ်ဖြစ်တော့မှာလဲဘယ်ရာကငါမှမဟုတ်တော့တာဆိုပြီးတော့ तू ကအယူဝါဒအနေနဲ့ခုနပြောသလိုယောက်ျားမိန်းမပုံကိုတတ္တဝါမရှိအဖေလည်းမရှိအမေလည်းမရှိဆိုပြီးတော့မိစ္ဆာဒိဋ္ဌိတကွာဆို तू ကပြောကြသွားတယ်ဒီခဏငါဘုံဘုံငါလို့မဆွဲရတဲ့အဆွဲပြုတ်သွားမှာလည်းအမြင်ကရှင်းတာအဲ့ဒီအမြင်ကိုမရှင်းမြင်အဲ့အဆွဲမပြုတ်မချင်းကစိတ်တလောက်တွေစိတ်တလောက်ကြံစီမိစ္ဆာဒိဋ္ဌိတွေပြုတ်ကြတယ် တတရတဲ့ကြက်ကြက်ကတ်ရင်ကတ်သွားတယ်မကတ်လို့ရှင်အုပ်စီတာတဲ့ကတ်သွားတယ်နောက်တစ်ယောက်ကြတော့အဲ့ဒီလိုယူတာမဟုတ်ဘူးနောက်တစ်ယောက်ကြတော့ခုနပြောသလိုသူကဘလို့ခုနင်းဖြစ်လဲဆိုသူကစိတ်ကုန်းနဲ့ကြံစီပြီးတော့အဖြစ်ရှာမရဘူးဖြစ်သွားတာအခုတော်တော်များများပြဿနာကဒါပဲဘာဖြစ်လို့လဲဆိုတော့သူကစိတ်ကုန်းနဲ့ကြံစီတာတက်ကြီးပုပ်ပူတွေပေါ့တန်တရားတွေဝင်လာတာဒီလိုလည်းမဟုတ်ဘူးဟိုလိုလည်းမဟုတ်ဘူးဟိုလိုလည်းမဟုတ်ဘူးဒီလိုလည်းမဟုတ်ဘူးတော့ဘာမှမဟုတ်ဘူးလားဟိုလိုမဟုတ်ဘူးလားတကယ်ဟုတ်ရဲ့လားဒီတရားတွေကဆိုတော့အတွေးအကြံတွေပေါ်လာတာ အဲ့ဒါတွေကလည်းပြုတ်ကြသွားတကယ်တမ်းကျတော့ဒီအပေါ်မှာအစွဲပြုတ်သွားမှသာလေငါဆိုတဲ့အတ္တကာယဒိဋ္ဌိအစွဲအမြင်မှားတဲ့အစွဲမပြုတ်မချင်းအဲ့ဒီဟာကိုမကြံစည်နဲ့ကြံစည်ရင်အဖြစ်မရဘူးအဲ့ဒီအစွဲကိုပြုတ်ဖို့အတွက်ခန္ဓာတွေရဲ့အနိစ္စကိုမြင်အောင်ကြည့်ရတယ်ငါမဟုတ်ဘူးဆိုတဲ့သဘောတရားကိုမြင်အောင်ကြည့်ရတယ်